မိတ်ဆွေများအားလုံးပဲမင်္ဂလာပါဗျာကျွန်တော်ဒီနေ့ဝေမျှပေးသွားမယ့်အကြောင်းအရာလေးကတော့ဇေယနစီရေးသားပြုစုထားသော ရွှေညော်ဤသာတရားမေဒီစေကိုင်းတော်ဂိုင်းမြတ်ကြီးနှင့်သက်ဆိုင်သည့်ဘဟုတုတ္တစာစုများမှနံပါတ်30 3.3သာအသေးပြသည့်အဖေကြီးဦးမြခင်ဆိုတဲ့အကြောင်းအရာလေးကိုဝေမျှပေးသွားမှာပဲဖြစ်ပါရခင်ဗျာအဖေကြီးဦးမြခင်ဤ3သာအသေးပြသည့်အကြောင်းဤအကြောင်းအရာသည် ရွှေညုံအိဆာတရားမိတ္တိစေကိုင်းမှကျေးဇူးရှင်အဖေကြီးဦးမြခင်ထွက်တော်မူသည့်ဇာပနာ၌ဖြစ်ပေါ်ခဲ့သည့်ထူးခြားမှုများထဲမှအကြောင်းအရာတစ်ချို့ကိုကိုယ်တိုင်ကိုကြအနီးကကြုံတွေ့ခဲ့သူများ၏ပြောပြခြင်းများအားကောက်နှုတ်တင်ပြခြင်းဖြစ်၏ရွှေညုံအိဆာတရားမိတ္တိစေကိုင်းတော်ကြီးအကြောင်းရေးမည်ဆိုလျှင်အဖေကြီးဦးမြခင်၏အကြောင်းအားထည့်မရေး၍မရပါအဘဘုရဟံထွက်ရလန်းမြန်တော်မူပြီးနောက်ဂိုင်းတော်ကြီးကိုမြမပြီးတဝမ်းသာမကပင် ကဘာတို့တိုင်အောင်သိရှိကြော်ကြားလာစေသည့်အထိသူမတူအောင်စွန်းစွန်းတမန်သာသနာပြုခဲ့သည့်အဖေကြီးဦးမြခင်အားတပည့်သားသမီးများမှရွှေညော်ကျေးဇူးရှင်အဖြစ်ယနေ့ထက်တိုင်မမိမလျော်ပဲရှင်ကိုပူဇော်လျက်ရှိကြ၏အဖေကြီးဦးမြခင်သည်တက်ရှိချင်းရှားရှိစဉ်အချိန်ကတည်းကတပည့်များကိုပြောကြားခဲ့သည့်ငါတိလင်းသုံးငါတိမီဝါသုံးငါဘဝပြောင်းမည်ဟုပြောကြားခဲ့သည့်အတိုင်းထွက်လန်းမြန်သည့်အခါသူစကားအတိုင်း အမှန်တကယ်ပင်ဖြစ်ခဲ့လေ၏အဖေကြီးဦးမြတ်ခင်ဖဲ့လန်းမြန်ကန်ဤရပ်ပိုင်းလိုတွင်ကျွန်တော်၏ဥပဇေဆရာဆရာကြီးဦးကျော်သည် အလုတ်ကိစ္စဖြင့်မန္တလေးသို့ခရီးထွက်ခဲ့၏အခုသောညနေခင်းတွင် အဖေကြီးဦးမြတ်ခင်သည်ဆရာကြီးဦးကျော်၏ဇနီးဖြစ်သူဒေါ်တန်းနွေအားဖေသမီးဤတစ်ခေါက်ငါသာစောပြီးပြန်လာလိမ့်မယ်အရင်အခေါက်ဒီလိုမကြဘူးဟုပြောခဲ့၏ဆရာကြီးဦးကျော်သည် အလုတ်ကိစ္စခရီးထွက်သည့်အခါများ၌ ုံမှန်အဖြစ်ရသရဘတ်၃ဘတ်ခန့်ကြာမြင့်လေရှိတော်လေအထက်ပါအတိုင်းအဖေကြီးဦးမြခင်ပြောကြားပြီးသည့်နောက်ငားရဲ့အကြတွင်အမှန်တကယ်ပင်ဂျန်ကုံတို့ကြံလာခဲ့ရလေသည်အကြောင်းကယေရှုရှင်အဖေကြီးဖွဲ့ရလန်းတို့ကြောမြန်တော်မူသောကြောင့်ပင်ဖြစ်အဖေကြီးဦးမြခင်သည်ကိုရဲ့6လ1984ခုနှစ်တွင်မြောက်ကလမဆေးရုံကြီး၌လူတက်တန်းကုံဆုံးခဲ့ပြီးနောက် အဖေကြီးရုတ်ကလအောင်အလုံမြို့နယ်ရှိပူဇော်ဝဲမြောင်းကျင်းပါရာအောင်မင်္ဂလာကျောင်းတိုက်သို့ချွေပြောင်းထားခဲ့၏။ဇာမနကျင်းပါရည်အတွက်တပည့်သားသမီးများမှကြာရာတော်ဝင်များထမ်းဆောင်ရန်အတွက်မဲစနစ်ဖြင့်မဲနိုင်၍တော်ဝင်များခွဲဝေသည့်အခါဆရာကြီးဦးကျော်နှင့်တပည့်စုစုပေါင်း73ယောက်သည် အဖေကြီးဦးမြခင်ရုတ်ကလအနီးတွင်နေ၍ဝေယဝိဆာများပြုလုပ်ခွင့်မဲရခဲ့၏။ရုတ်ကလဝေယဝိဆာအနီးကတော်ဝင်ကို ဆရာကြီးဦးကျော်ကွယ်လွန်နှင့်အတူတပည့်များဖြစ်ကြသည့်ဦးဆောင်ကွယ်လွန်ဦးစိုးတင်ကွယ်လွန်ဦးမြဝင်းဦးလှမြင့်ဦးကျော်ငွေကွယ်လွန်ဦးအောင်ခင်စသဖြင့်တပည့်သားသမီး73ယောက်မှအဖေကြီးအားပန်းစီမီအမွေတိုင်းများမပြတ်ပူဇော်ခြင်းတပည့်သားသမီးမြောင်များစွာမှလှူဒန်းသောပန်းစီမီအမွေတိုင်းများကိုလဲလဲပူဇော်ခြင်းများကိုနိညာမပြတ်ဆောင်ရွက်ခဲ့ကြ၏ထူးခြားသည်မှာ အဖေကြီးဦးမြခင်ရုပ်ကလပ်ပါဇက်မှအွေးရည်ကြီးများအနှဲငယ်ကြာဆင်းလာသည်ကိုသားတပြည့်တူဖြစ်သူဦးမြတန်းလက်ကောက်ဦးမြတန်းမှဝမ်းစာဖြင့်ဖဲသွေးရှူကြည့်ရာမြည်သည့်မကောင်းသောအနှက်မြမရသဖြင့်ငါအဖေတီတာပုတ်တယ်လို့ဘယ်သူပြောရဲသလဲဒီမာကြည့်လာနန်းကြီးကွာဟုထိုကွန်းစာကိုရှိုက်နှန်းလျက်ဖြစ်ကြွေးခဲ့၏အဖေကြီးရုပ်ကလပ်အားမှန်ကောင်းတဲ့တွင် ထဲ့သွင်းရန်စီစဉ်ကြ၏ ထို့သို့ယုတ်ကလအမှန်ကောင်းတွင်ထည့်သွင်းသောအခါစနစ်တကျတိုင်းတာ၍မှားယူခဲ့သောကြောင့်အဖေကြီးဦးမြခင်ယုတ်ကလသည်မှန်ကောင်းအတွင်း၌ဘေးပလေအပေါ်အောက်လေးလက်မှခန့်ပူမူကျဲဝန်းနေခဲ့၏သို့သော နောက်တနေ့တွင်အဖေကြီးယုတ်ကလသည်ပုတ်ပွားခြင်းဖောင်းလာခြင်းလုံးဝမရှိဘဲနှင့်မှန်ကောင်းအတွင်းရှိယုတ်ကလမှခြေဆန့်ထား၍မရသည်နှင့်ကြက်တင်းလာသောကြောင့်နောက်တပ်မှန်အကောင်အသစ်တစ်လုံးထပ်မံမှာယူခဲ့ရ၏ ထို့သို့အသေးချာတိုင်းတော်၏မှာယူခဲ့သောဒုတိယမြောင်မှန်ကောင်းတွင်လည်းထဲ့သွင်းကားစားနေရာလွတ်များဖြင့်ချောင်းချောင်းချီချီဖြစ်တော်လဲနောက်တနေ့တွင် ပထမအကြိမ်ဤသူယုတ်ကလတိမှန်ကောင်းတွင် နေရာလက်မကျန်အောင်ကျဉ်ကျက်နေသည့်တပွဲဖြစ်လာပြန်သည့်အတွေ့တတိယမြောင်မှန်ကောင်းသည်သို့ထဲ့သွင်းသည့်အခါမူအဖေကြီးဦးမြခင်၏ဇနီးဖြစ်သူအမေကြီးတော်ထွေးကြီးမှကိုမြခင်ရဲ့ကလေးတွေပင်ပန်းလှပါပြီတိပါပြီကျမနဲ့တပည့်သားသမီးအလုံး သိပါပြီဟု တောင်းမှန်ပြောဆိုခဲ့လေ၏သူတို့ပြောဆိုတောင်းမှန်ပြီးသည့်နောက်တွင်မှန်ခေါင်ဟာထမှန်၍မလဲရတော့ပေတက်ရှိထင်းချာရှိစဉ်အချိန်ကလေးကငါသေးရင်သုံးငါသေးမဲဝါသုံးဘဝပြောင်းမဲဟု တပိသားသမီးများကိုမိတ်မှားခဲ့သည့်အတိုင်မှန်ခေါင်သုံးငါတိုင်းတိုင်းလဲစီခဲ့ရ၏အဖေကြီးဦးမြခင်ရုတ်ကလတ်အားအလုံးမြွနှင့်အောင်းမင်္ဂလာကျောင်းတိုင်းမှကျန်သောတုတ်တန်သို့ဥဆောင်ဂူသွင်းခဲ့၏ လိုက်ပါဖို့ဆောင်သည်ထောင်ပေါင်းများစွာသောတပည့်သားသမီးတို့သည်လွန်စွာများပြားလှသည်ဖြစ်ရာ အဖေကြီးရုတ်ကလက်ကြံတော်တုတ်တန်ရောက်သည့်တိုင်လမ်းလျှောက်ဖို့ဆောင်သည့်လူတန်းကြီးမှာအောင်မင်္ဂလာကျောင်းမှဆက်လက်ထွက်ခွာစေဟုတီယာဤသာဗနာကျင်းမာခြင်းကာလသည် ထိုအချိန်ကနိုင်ငံ၏ပြည်ထနာများကြောင့်ရန်ကုန်မြို့တွင်ပုံမှန်တလီလီ ထုတ်ပြန်ထားရသည့်အချိန်ဖြစ်သို့တော်ဖေကြီးဦးမြခင်၏ဘုန်းတော်ကြောင့်ထောင်ပေါင်းများစွာသော တပည့်သားသမီးတို့လိုက်ပါပို့ဆောင်တော်ညာ အေးချမ်းစွာပြီးမြောက်ခဲ့လေ။ယခုအခါအဖေကြီးဦးမြတ်ခင်ရုတ်ကလတ်တော်ကိုဇနီးဖြစ်သူအမေကြီးဒေါ်ထွေးကြီးကွယ်လွန်၏အုတ်ဂူနှင့်အတူ ရှင်တွဲ၍ရေဝေးတုတ်တန်၌ဥတွေ့နိုင်မှကြောင်းတင်ပြလိုက်ရပါသည်။ကျွန်ုပ်သည်အထက်ပါအကြောင်းအရာများကိုဆရာကြီးဦးကျော်ရှိစဉ်ကပြောပြသဖြင့်နာကြားဘူးခြင်းအဖေကြီးဦးမြတ်ခင်ဇာမနာတွင် အနိကဝေယဝိဆာတာဝန်ကိုဘုရားတိုင်ပါဝင်ဆောင်ရွက်ခဲ့သူများဖြစ်ပြီးယခုတိုင်သာသနာပြုနေစေဖြစ်သည့် ဆရာကြီးဦးကျော်၏တပည့်များဖြစ်သောဆရာကြီးဦးမြောင်ဝင်းနှင့်ဆရာကြီးဦးလာမြင့်တို့အားတွေ့ဆုံမေးမြန်းပြီးနောက်မတည်သေးသော ရွှေညောပညာကြီးကိုများသိစေရန် တင်ပြလိုက်ခြင်းဖြစ်ပါ၏ဤစာသုဖြင့်ကျေးဇူးရှင်အဖေကြီးဦးမြောင်ခင်နှင့်ဖခင်ကြီးဆရာကြီးဦးကျော်တို့အားရိုသေလေးစားစွာရှင်ခိုးကတော်ပါ၏စာဗနာထူးခြားခြင်းများနှင့်ပတ်သက်၍အသက်အရွယ်နှင့်မမျှရှင်လန်းတက်ကြွစွာအဖေကြီးဦးမြောက်ခင်၏ဂုံကျေးဇူးကို ပြန်လည်ပြောပြပေးပါသောဆရာကြီးဦးကျော်ဤသာသီပြည်ဆရာကြီးဦးမြဝင်းနှင့်ဦးလှမြင့်တို့အားအထူးကျေးဇူးတင်ရှိပါသည်ခမညာဒါကတော့ဆရာနစီရေးသားပြုစုထားသော ရွှေညော်ဤစာတရားမေးဒီဆေးခိုင်းတော်ဂိုင်းမြတ်ကြီးနှင့်သက်ဆိုင်သည့်ဘဟုတုတ္တစာစုများမှနံပါတ်30 3ချိန်3ကအသေးပြသည့်အဖေကြီးဦးမြခင်းဆိုတဲ့အကြောင်းအရာလေးကိုဝေမျှပေးကြတာပဲဖြစ်ပါရယ်ခမညာ